မင်္ဂလာပါရှင်။အောက်တိုဘာ16ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ပြန်ပြီးစုစည်းတင်ဆက်ပေးလိုက်ပါရစေ။အရင်ဆုံးအပြည်တွင်းသတင်းတွေကိုရှုစားရမှာဖြစ်ပါရစေရှင်။အကိုတိုင်းလေဘရန်မြို့နယ်တရချောင်းကျေးရွာဘက်မီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဂျားဖြတ်တိုက်ခတ်ရမှာ15ဦးထပ်မံနေသေဆုံးပြီးစစ်တုံးပန်း12ဦးဖမ်းဆီးရရှိတယ်လို့ UNG ကာကွယ်ရေးဝန်ကြီးဌာနနဲ့အမှတ်နဲ့စစ်စင်ရေးနယ်မြေကဒီနေ့ထုတ်ပြန်လိုက်ပါရစေ။လက်နက်အစုံ19လက် ခရရန်တွေနဲ့စစ်သုံးပစ္စည်းအများအပြားလည်းတင်နိုင်ခဲ့တယ်လို့အသိပေးပါတယ်။တိုက်ပွဲဖြစ်တဲ့တရချောင်းချေးရွာကလက်ဗရန်မြို့နယ်ဆိုရင်6မိုင်ကျော်ပဲကွာဝေးတာဖြစ်ပါတယ်။စစ်ကောင်စီစစ်ချောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနေမြေပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၂ကိုကဲမှုနဲ့အမှတ်3800နှစ်တည်ရင်အမှတ်3803တည်ရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ပူပေါင်းတပ်ဖွဲ့တွေကအောက်တိုဘာ15ရက်မနက်10နာရီလောက်မှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲအတွင်ကာကွယ်ရေးဘော်တွေအထီးခိုင်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့အသိပေးထားတာပါ အခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထီနာသွားလို့လက်ဗရန်နဲ့ဘကိုးအနောက်ချမ်းမှာလေးချောင်းအထူးဂရုစိုက်ဖို့လိုကြောင်းဒေသခံစစ်ရေးတရေရင်မြစ်ကအကြံပြုပါတယ်အခုလဆန်းအောက်တိုဘာ၁ရက်ကလည်းလက်ဗရန်မြို့နယ်မော်အင်းအုပ်စုကမ်းပြိုကြီးကျေးရွာမှာစစ်မှုတန်းကြီးကောက်ပြီးထွက်လာတဲ့အင်အား20ကျော်ပါစစ်သားတွေနဲ့ရဲတွေကိုတိုက်ခိုက်တာမှာစစ်အုပ်စုဘက်က2ဦးသေဆုံးပြီး တနက်နှစ်လက်နဲ့ခရမ်းတချို့ရရှိခဲ့ပါတယ်ရှင်။ရှမ်းတောင်ဖေခုံမြို့နယ်ကတောင်ဆလုံးကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုအပါအဝင်တေဆုံးထိခိုက်သူတွေများတယ်လို့ဒေသခံစစ်ရေးသတင်းရှင်းပြတွေနဲ့မြေပြင်ရဲဘော်တွေက People Spring ကိုပြောပါတယ်။အောက်တိုဘာ14ရက်ညနေပိုင်းတိုက်ပွဲမှာမြောက်ဆလုံးရွာဘက်ကနေတောင်ဆလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပအိုးပြည်သူစစ်တပ်တွေစစ်ကြောင်းထိုးလာတာကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုကစစ်ကြောင်းနှစ်ခုနဲ့တက်လာတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းရဲ့ထိခိုက်သိမ်းဆုံးမှုကအယောက်60လောက်ရှိတယ်လို့ရှမ်းတောင်ခြေဆိုင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီစစ်ကောင်စီတက်စစ်ကြောင်းပြတ်သွားပြီးပြန်ဆုတ်သွားတာမှန်တယ်လို့တောင်စလုံးတက်ပွဲဝင်ရဲဘော်တဦးက People Spring ကိုအတည်ပြုထားတာပါစစ်အုပ်စုအထိနာပြီးပြန်ဆုတ်သွားပြီမဲ့ကျန်တဲ့အပိုင်းတွေကိုစစ်ရေးအခြေအနေအရပြောပြခွင့်မရသေးဘူးလို့အဲ့ဒီရဲဘော်ကပြောပါတယ်ပအိုးအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခန်းကောင် PNDFKK ရဲဘော်တဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာတာနှစ်ခါလောက်ရှိပြီလို့ပြောပါတယ်။တိုက်ပွဲမှာစစ်ကြောင်းပြက်သွားတဲ့စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့လေကြောင်းပစ်ကိုရယူခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းထိခိုက်သေးဆုံးတာနဲ့ပတ်သက်လို့ရှမ်းတောင်နဲ့ကရင်နီတပ်ဖွဲ့တာဝန်ရှိသူတွေကို People Spring ကမေးမြန်းနေသေးပါတော်လာရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ပင်လောင်းနယ်ဖေကုံမြို့နယ်အဆက်ကတောင်မဲသေးမြောက်ဆက်လုံးနဲ့ဘောရံရွာတွေကိုဒီလစမ်းပိုင်းမှာစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ကထိုးစစ်ဆင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေကိုရွာလုံးကျုံမိရှုခဲ့တဲ့ရုပ်သံမှတ်တမ်းတချို့လည်းထွက်ပေါ်ခဲ့ပါတယ်။အောက်တိုဘာ6ရက်9ရက်နဲ့9ရက်ကလွန်ကော်မျိုးအရှိတ်ချန်လွိုင်းလင်းလေးမျိုးအပါအဝင်ကျေးရွာရေးစီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေထိခိုက်ပေဆုံးသူ10ဦးထပ်မံရှိခဲ့ပြီးလက်နက်တချို့ပါရရှိခဲ့တယ်လို့ KNDF ကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင်။ရှင်းပြည်နယ်ဟာခါမျိုးရဲစခန်းချင်းတော်လိုင်းရီပူပေါင်းတပ်တွေကသွားရောက်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီလက်အောက်ခံရဲတွေတိုက်ဆုံထိခိုက်မှုရှိခဲ့ပြီးအကျဉ်းသားတွေကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းတရင်ရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ16ရက်မနက်3:00နာရီဝန်းကျင်မှာချင်းဒေသကာကွယ်ရေးတပ် CDF ဟာခါနဲ့ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီးတွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီလက်အောက်ခံရဲ9ဦးတိုက်ဆုံပြီးလက်နက်2လက်ရရှိခဲ့တယ်လို့ချင်းတရင်ရင်းမြစ်ကပြောပြတာပါ။တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့စလိုင်းဆိုရမ်ထန်ကြာဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရဲစခန်းစီးနှင်းတိုက်ခိုက်မှုအတွင်း CNA နဲ့ CDF ရဲဘော်၅ဦးအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဟာခါရဲစခန်းဝင်ရောက်စီးနှင်မှုနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကဒါကို CDF ဟာခါကဦးဆောင်ခဲ့တာလို့ပြောပါတယ်။ CDF ဟာခါက2024ဇူလိုင်ကလည်းအခုလိုပဲရဲစခန်းကိုဝင်ရောက်စီးနှင်ပြီးအကျဉ်းသား60ကျော်ကိုကယ်ထုတ်နိုင်ခဲ့ပူပါတယ်။အခုတစ်ချိန်ရဲစခန်းစီးနှင်ခံရမှုဖြစ်စဉ်အပြီးမှာတော့စစ်ကောင်စီတပ်ကဟာခါမြို့နယ်အတွင်းတပ်ဖြန့်ပြီး စစ်ရေးလှုပ်ရှားနေတယ်လို့သိရပါတယ်။ဟာခါမျိုးပတ်လမ်းမှာအင်အား90လောက်နဲ့နေရာယူထားတာလို့ချင်းသတင်းရင်းမြစ်ကပြောပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့6ဦးသေဆုံးပြီးလက်နက်2လက်ရရှိတယ်လို့စောက်တန်းရေစကြိုတပ်ပေါင်းစုကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာအထိုင်းစခန်းကစစ်ကောင်စီတပ်သားတွေပခုတ်ကူလေရင်ကွင်းကနေရိတ်ခါယူပြန်လာခြင်းအောက်တိုဘာ15ရက်နေ့ကပိုင်းကအခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီအင်အား20ခန့် စောက်တန်းရေစကြိုတပေါင်းစုကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲအတွင်စစ်ကောင်စီတပ်သားတွေကလေရင်ကွင်းဘက်ကိုပြန်ဆုတ်ပြီးလေရင်ကွင်းကနေလက်နက်ငယ်လက်နက်ကြီး Wi-Fi ထောက်ပစ်ကူပေးတာအပြင်မြောက်လူကန်ရွာအထိုင်းစခန်းကနေလည်းပစ်ကူပေးခဲ့တယ်လို့အသိပေးပါတယ်။တိုက်ပွဲက15မိနစ်လောက်ကြာခဲ့ပြီးစစ်အုပ်စုဘက်မှ6ဦးသေဆုံးတာတွေ့ခဲ့ရတဲ့အပြင်လက်နက်2လက်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။တပ်ပေါင်းစုဘက်ကတော့ရဲဘော်တအူးဒဏ်ရာရရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လကလည်းပခုတ်ကူလေရင်ခွင်းအနောက်ဘက်ချမ်းကစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီးခလာရ254တရင်ကရရှိတဦးအပါဝင်6ဦးသေဆုံးခဲ့တယ်လို့စောက်သားရေစကြို PDF တာဝန်ခံကိုအောင်မောင်းကပြောပြထားပါရရှင်။ People's Press ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုဒဇင်ကပြောပြပေးသားပါမယ်ရှင်။ပထမဆုံးအကြိမ်ဖြစ်တရုတ်စီကနေတိုက်လေရင်တွေဝယ်ယူမယ်လို့အင်ဒိုနီးရှားကအတည်ပြုခဲ့ပါတယ် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးစီဂျောဖရိုင်စာဂျန်ဆော့တင်ကအင်ဒိုနီးရှားအနေနဲ့တရုတ်လုံချန်တူဂျေဒန်စီတိုက်လျင်အ ਨੇ ဆုံး42စီးကိုမှာယူသွားမယ်လို့အော်တိုဗလာ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါဟာအနောက်မဟာမိတ်နိုင်ငံတွေစီကတိုက်လျင်တွေကိုပဲအစင်တစိုက်ဝယ်ယူခဲ့တဲ့လမ်းကြောင်းကနေအင်ဒိုနီးရှားကပထမဆုံးအကြိမ်သွေးဖဲလာခြင်းလည်းဖြစ်ပါတယ်။စာဂျန်ဆော့တင်ကနိုင်ငံရဲ့လေတပ်ကိုအစစ်မြေနီးပညာတွေပေါင်းစပ်ပြီးခင်းတဲ့အညီမွမ်းမံဖို့ရည်ရွယ်ချက်ရဲ့အစိပ်အပိုင်းအနေနဲ့ တရုတ်တပ်လေယာဉ်တွေကိုဝယ်ယူဖို့စဉ်းစားခဲ့တာလို့ပြောပါတယ်။စစ်ရေးသူတေသူတွေကတော့အင်ဒိုနီးရှားရဲ့ဆုံးဖြတ်ချက်ဟာဒေသတွင်းလက်နက်ကိုင်ကုန်သွယ်ရေးကဏ္ဍမှာထိလွယ်ရှလွယ်တိုက်ရောက်မှုတွေနဲ့အခြားရှုပ်ထွေးမှုတွေပေါ်လာစေနိုင်ကြောင်းထောက်ပြခဲ့ပါတယ်။ဆာဂျမ်ဆော့တင်ကတော့ဂျေတန်စီတွေဟာမကြာခင်ဂျာကာတာမြို့ရဲ့ကောင်းကင်ရံမှာပြန်တန်းနေတာကိုတွေ့ကြရလိမ့်မယ်လို့ပြောပါတယ်။သူကအယောင်ဝယ်ကိစ္စအသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ပြောဖို့အငင်းဆိုသွားပါတယ်။ အင်ဒိုနီးရှားကလေတပ်အတွက်တရုတ်တိုက်လေယာဉ်တွေဝယ်ယူဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းကိုကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဗိုလ်ချုပ်ဖရက်ဂျောဝီနပ်စ်ကပြီးခဲ့တဲ့လမှာပထမဆုံးအကြိမ်ထုတ်ပြောခဲ့ပါတယ်။အင်ဒိုနီးရှားလေတပ်ဟာတရုတ်တိုက်လေယာဉ်တွေကနိုင်ငံရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်ကိုအမှန်တကယ်တိကျရောက်မြင့်တင်နိုင်မလားဆိုတာကိုအထူးတလည်စမ်းစစ်လေ့လာနေတယ်လို့အဲ့ဒီတုန်းကဝီနပ်စ်ကမှတ်ချက်ပေးခဲ့ပါတယ်။ဘန်ဒါရေးဝန်ကြီးစာရီဝါက တရုတ်တက်လျင်တွေဝယ်ယူရေးအတွက်အသုံးစရိတ်ဒေါ်လာ9ဘီလီယံကျော်လောက်ကိုအတည်ပြုပေးထားပြီဖြစ်တယ်လို့ပြောကြားသွားပါတယ်။အင်ဒိုနီးရှားလက်တက်ဟာတရုတ်ဗြိတိန်နဲ့ရုရှားလိုတက်လျင်တွေကိုပဲအသုံးပြုနေခဲ့ပြီးတချို့ကိုခင်းတဲ့အညီအစ်စ်မြင့်ပြီးဆက်သုံးဆွဲတာတချို့ကတော့အနားပိတာတွေလုပ်ထားပါတယ်။အင်ဒိုနီးရှားဟာတရုတ်ရဲ့ဂျေတန်းစီတက်လျင်တွေသာမကပဲပြင်သစ်ရဲ့ Dazos Rafale တက်လျင်52စီးကိုလည်းမှာယူထားပြီးပထမအတုပ်ကတော့နောက်နှစ်ဆန်းလောက်မှာရောက်ရှိလာမယ်လို့ယူဆရပါတယ်။ ဒါ့အပြင်တူရကီကလည်းလက်ရှိသုတေသနပြုတည်ဆောက်နေတဲ့အဆင့်ပြည်စမမျိုးဆက်ခါအန်တိုက်လျင်48စီကိုအင်ဒိုနီးရှားစီတင်ပို့ပေးဖို့သဘောတူထားကြောင်းကြေညာထားပါတယ်။အရှိတောင်အာရှရဲ့စီးပွားရေးအင်အားအတောက်တင်းစောနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားဟောင်းဂါဂိုရေးကဏ္ဍကိုတိတိတတ်တာမွမ်းမံအစင်မြင်ဖို့အားခဲလှုပ်ဆောင်နေပြီ။ပြင်သစ်ရဲ့ Scorbin Ever အမျိုးအစားရင်ငုတ်တင်းပို့နှစ်စီးနဲ့ Tallas ဂျာဖြတ်ဟန်တာရဲ့ရေဒါစနစ်အဆက်သုံးခုကိုဝယ်ယူဖို့အစီအစဉ်နေကြောင်း သိရပါရှင်။ ထိုင်းနိုင်ငံဖူခတ်ကျွန်းကအပန်းပြေကမ်းခြေတစ်ခုမှာရေခူရကြောင့်ဒဏ်ရာရတဲ့ခရီးသွားဧည့်သည်တွေတိုးလာနေလို့ကမ်းခြေလုံခြုံရေးတာဝန်ရှိသူတွေခေါင်းခဲနေပါတယ်။ဖူခတ်တောင်ပိုင်းမှာရှိတဲ့ပတ်တွန်ကမ်းခြေဟာအခုလပိုင်းတွေအတွင်းမှာရေခူရနဲ့ထိတွေ့မိလို့စေဝါကုသမှုခံယူနေရသူအရေအတွက်တိတိတတ်တမြင့်တက်လာတဲ့အခြေအနေကိုကြုံနေရတာပါ။ဒရရသူတွေထဲမှာကဘာလက်ခေးသွားဧည့်သည်တွေလည်းအများအပြားပါဝင်ခဲ့ပြီးတချို့ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်ဈေးရုံပါတင်ခဲ့ရပါတယ် false jellyfish လို့ခေါ်တဲ့ရေခုမျိုးစိတ်နဲ့အထိတွေ့မိတဲ့အခါမှာလောင်ကျွမ်းတလိုမျိုးအနေရောင်အကွက်ကြီးတွေထလာတတ်ပါတယ်။ပင်လယ်ထဲကနေပြန်တက်လာတဲ့အခါမှာအဲ့ဒီဓာတ်မတည့်မှုဒဏ်ရာတွေကြောင့်နာကျင်မှုကိုခံစားရလေရှိတယ်လို့ပတွန်ကန်းချေရဲ့လုံခြုံရေးတာဝန်ရှိသူကပြောပါတယ်။အများအဖြစ်သောကန်းချေကအသက်ကယ်ဝန်ထမ်းတွေဟာရေခုအစိတ်မပြတ်အောင်တားဆီးဖို့ရှာလကာရေနဲ့ဆေးကြောကုသပေးပြီးအယောင်ကျသွားအောင်ကူညီပေးကြပါတယ်။ဒါပေမဲ့စိုးရိမ်ရလောက်တဲ့ကိစ္စမျိုးဆိုရင်တော့ဆေးရုံကိုပို့ဆောင်ပေးပါတယ်။ အခုပြဿနာတွေဖြစ်နေစေတဲ့ box jellyfish ဆိုတာဟာ twin ဖောက်မြင်နိုင်ပြီးကုဘတုံးဆက်ဆံကိုရဲမျိုးရှိတဲ့ရေခုမျိုးစိတ်ပါအဲ့ဒီရင်းနေတဲ့ဝါတွေရဲ့လက်တံတွေမှာလူအေးပြားကိုအစိတ်အတော့ဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေပါတယ်ပင်လေတဲ့ရေခုနေသူတွေကတော့အဲ့ဒီရေခုတွေကိုရုတ်တရက်မြင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီရေခုအမျိုးအစားရဲ့လက်တံတွေနဲ့အထိမိချိန်မှာအစိတ်တက်တဲ့အဆူရှာနာကျင်မှုကိုခံစားရမှာပါရေခုတွေရဲ့အစိတ်အတော့ပြင်းထန်မှုဟာမျိုးစိတ်အလိုက်ဒါမှမဟုတ်တခြားအခြေအနေတွေပေါ်မူတည်ပြီးကွဲပြားပါတယ် အများစုကတော့အပူလောင်းသလိုနာကျင်မှုမျိုးကိုကြုံရလေရှိပြီးတချို့အစိတ်တွေကတော့ဓမ္မတည်းမှုပြဿနာအခြေခံရှိသူတွေနဲ့ထိတွေ့မိတဲ့အခါမှာတတိယရောက်မကုသနိုင်ဘူးဆိုရင်တော့မနစ်ပိုင်းအတွင်းအသက်ဆုံးရှုံးနိုင်ကြောင်းသိရပါတယ်ရှင်။အပြစ်အခက်ရစင်းမှုဆိုင်ရာသဘောတူညီချက်တွေကို Hamas ဘက်ကတတိယကြမလိုက်နိုင်ဘူးဆိုရင်အချိန်မရွေးတိုက်ပွဲတွေပြန်ဖြစ်လာနိုင်ကြောင်း Israel အစိုးရကတတိပေးခဲ့ပါတယ်။ Israel နဲ့ Palestine ပြောက်ကြားအဖွဲ့ Hamas တို့ဟာ အမေရိကန်သမ္မတအကြောင်းဝင်ဆက်ဆက်ပေးထားတဲ့ဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကိုလက်ခံပြီးလလောဆယ်အပြစ်အခက်ရစဲထားပါတယ်။အဲ့ဒီသဘောတူညီချက်အရဟောင်းမတ်ဆောင်အစ္စရေးဒဇာခံတွေကိုပြန်လွှတ်ပေးခဲ့ပြီးတည်ဆုံသူဒဇာခံအယောက်အလောင်းတွေကိုလည်းပြန်လည်လွှဲအပ်ပေးခဲ့ပါတယ်။အသက်ရှင်လျက်သောဒဇာခံအယောက်20စလုံးကိုဟောင်းမတ်ကပြန်လွှတ်ပေးထားပေမဲ့ယောက်အလောင်းတွေလွှဲပြောင်းပေးမှုမှာတော့လလောဆယ်ရဲ့ပြဿနာတွေကြုံတွေ့နေပါတယ်။ဟောင်းမတ်ဆောင်ဒဇာခံ28ယောက်ရဲ့အလောင်းတွေကိုလွှဲပေးရမှာဖြစ်ပြီး လက်ရှိမှာတော့အလောင်း18လောင်းကိုပဲလွှဲပေးရပါသေးတယ်။အဲ့ဒီတည်းကအလောင်း7လောင်းဟာ Estrade တစားကန်တွေမဟုတ်ဘူးလို့ Estrade ကစစ်ဆဲထားပါတယ်။အော်တိုဘာ15ရက်နေ့ညပိုင်းကအလောင်း2လောင်းကိုနောက်ဆုံးအတော့လက်လွှဲပေးပြီးတဲ့နောက် Hamas ကဂါဇာမှာရှိတဲ့အပြတ်အစည်းတွေအောက်ပိတ်မိနေတဲ့နောက်ထပ်တစားကန်အလောင်းတွေကိုရှာဖို့သူတို့မစွမ်းသာတော့ကြောင်းဒီပညာနဲ့တခြားအထောက်အကူတွေလိုအပ်နေကြအောင်ပြောကြခဲ့ပါတယ်။ Israel ကောက်ွယ်ရေးဝန်ကြီး Israel Gas ကဟာမတ်ဟာ American ဂျာဝယ်ညှိနှိုင်းပေးထားတဲ့အပြစ်ရသဘောတူညီမှုမှာ ပေးထားတဲ့ဂတိအားလုံးကိုတီးဖို့လိုကြောင်းအဲ့ဒီလိုမဟုတ်ရင်တော့တိုက်ပွဲတွေပြန်ဆလာမှာဖြစ်ပြီးအစ္စရေးကလည်းဟောင်းဘတ်တွေကိုအပိသက်ချိန်မုံဖို့ဂါဇာရဲ့အရှိတရားကိုပြောင်းလဲပစ်ဖို့ဆိုတဲ့စစ်ရေးယူမှန်းချက်အားလုံးအောင်မြင်တဲ့အထိတိုက်ခိုက်သွားမှာဖြစ်ကြောင်းချင်းချောက်ခဲ့ပါတယ်။ဟောင်းဘတ်ကတော့ပေးထားတဲ့ဂရေတိုင်းအစ္စရေးတရားခံအားလုံးကိုပြန်လုပေးခဲ့ပြီဖြစ်သလိုရနိုင်သမျှတရားခံရုပ်အလောင်းတွေကိုလည်းအစ္စရေးစီလွှတ်အပ်ပေးခဲ့ကြောင်းဒါပေမဲ့ကျန်နေသေးတဲ့အလောင်းတွေကိုပြန်ရှာတွေ့ဖို့ဆိုရင်အချိန်လဲပိုလိုအပ်သလိုအထူးကြိယာတွေလည်းရှိရမှာဖြစ်ကြောင်း အလောင်းတွေကိုပြန်ဖော်ယူဖို့နဲ့အရှောက်ဖွေဖို့ကိုအစွမ်းရှိသမျှစ조사လုပ်ဆောင်နေကြောင်းတုံ့ပြန်ထားပါတယ်။တိုက်ပွဲတွေပြန်ဆလာနိုင်တယ်ဆိုရဲအစ္စရေးရဲ့ချင်းချောက်မှုအပြီးအမေရိကန်အစိုးရရဲ့ထိတ်တန့်အကြံပေးအရာရှိတွေကတော့ဟာမတ်ဟာပေးထားတဲ့ကတိကိုတီးနိုင်အောင်အပူတပြင်း조사နေတယ်လို့အမှတ်ချက်ပေးခဲ့ပါတယ်။အမေရိကန်ဘက်ကနားလည်ထားတာကတော့ဟာမတ်ဟာတဘောတူညီချက်ကိုလေးစားလိုက်နာဖို့အားတည်တော့ရှိပြီးတကယ်လည်းကတိတီးနိုင်အောင်조사နေကြောင်းဒဇာကန်အလောင်းတွေကိုအလုံးမမှန်ကန်ကန်လွှဲပြောင်းပေးတဲ့ကိစ္စကို ဟောင်းမတ်စ်ကိုရန်ကလည်းအမြန်ဆုံးအအောင်မြင်းမြင်းအပြစ်သက်ခြင်းနေကြောင်းအမည်မဖော်တဲ့အမေရိကန်အစိုးရအကြံပေးပုဂ္ဂိုလ်တူကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဟောင်းမတ်စ်ကအစ်စရေးတရားခံတွေကိုပြန်လွှတ်ပေးခဲ့တယ်လို့အစ်စရေးကလည်းဖန်ဆီထိန်ထိန်ထားတဲ့ပါလက်စတိုင်းအကြံသာထောက်ခွန်900လောက်ကိုပြန်လည်လွှတ်အပ်ပေးခဲ့ပါတယ်။နောက်ပြီးအစ်စရေးဖန်ဆီထားစဉ်အတော်အတွင်းတည်ဆုံးခဲ့တဲ့ပါလက်စတိုင်းအယောက်90ရဲ့အလောင်းတွေကိုလည်းအစ်စရေးကလက်လွှဲပေးထားပြီးဖြစ်ကြောင်းသိရပါတယ်ရှင်။ ဗီပါစပင်ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။ဗီပါစပင်ရဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးအများကြီးတင်ပါတယ်ရှင်။